အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေ။ဒီနေ့မှာကျွန်တော်တို့ဒီပွားလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့ခရစ်တော်၌အသစ်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ ယုံကြည်သူတယောက်ဖြစ်လာပြီဆိုလို့ရှိရင်ခရစ်တော်နိုင်အသစ်ပြုပြင်တဲ့သတော်ဝါဖြစ်ရမယ်ဆိုတဲ့အရာကိုနော်လင်းယုံတွေရဲ့အသစ်ပြုပြင်ခြင်းကကျမတို့ကိုနားလည်မိစေတာဖြစ်တယ်။ဆိုတော့မိမိရဲ့အတိတ်ကအရေးဆိုးတွေကိုနော်ကလကာချထားလိုက်ဖို့ဆိုတဲ့သဘောပဲဖြစ်တယ်ပေါ့နော်။စွန့်ပစ်ပြီးသားအဟောင်းကိုပြန်ကောက်ယူပြီးတော့မှသုံးရမှာမဟုတ်ဘဲနဲ့အသစ်ပြုရမှာဖြစ်တယ်။ဆိုတော့ဆိုလိုတာကစွန့်ပစ်လိုက်တဲ့အရာတွေကိုလုံးဝပြန်တန်းတားလို့မရတော့လောက်အောင်ရှင်းရှင်းဖြတ်စည်းပစ်ဖို့ဆိုတဲ့အရာကိုဆိုလိုတာဖြစ်တယ်။ နောက်ဘုရားသခင်ကရွှေတက်လှမ်းဖို့ရန်အတွက်ပဲအလိုတော်ရှိတာဖြစ်တယ်။နောက်ပြန်လှည့်တာမျိုးကိုအလိုတော်မရှိပါဘူး။နောက်ဒါကြောင့်လည်းသူ့ရဲ့လူမျိုးတော်တွေကိုတခြားလမ်းကနေမပို့ဘဲနဲ့တောလမ်းကနေသွားစီပြီးတော့မှပင်လယ်နေကိုဖျက်ဆီးလိုက်တယ်။နောက်သူတို့ဘာကြောင့်လဲနောက်ပြန်လှည့်လို့မရတော့အောင်ဖြစ်တယ်။ဘာကြောင့်လဲဆိုသူတို့တွေတွေ့တဲ့အတိုင်းပဲလေနော်။တော်ထဲမှာအာတခုခုဖြစ်ပြီးဆိုတော့ငါတို့အဲဂုတ်တုကိုပြန်မယ်။အဲဂုတ်တုရဲ့ကျသွန်ဒီတွေကကောင်းတယ်။အိုးအမဲသားတန်းတားတယ်။အိုးစသဖြင့်မော်နော်စုံနေအောင်မယ်။တခုခုဆိုလို့ရှိရင်မော့ရှေငါတို့အဲဂုတ်တုကိုပြန်ဖို့ပေးငါတို့ အဲဂုတ်တုမနေရာမှာကောင်းသေးတယ်ဆောက်သဖြင့်မို့တော့ပြစ်တင်ကြီးတွားမြည်တမ်းမတစ်ချိန်လုံးနောက်ပြန်လှဲ့ခြင်းနဲ့ဒီအသက်တာမျိုးကိုကျွန်တော်တို့တွေ့ရတယ်။ယောက်ဒီနေ့ကျွန်တော်တို့မှလည်းနော်အယုရှုပြောင်ယုံကြည်လက်ခံပြီးပြီဆိုတာနဲ့နောက်ပြန်လှဲ့ဖို့ရန်တော့မစင်စားနေတော့။နော်ကျွန်တော်တို့ရဲ့အတိတ်ကဘလောက်ပဲဆိုးခဲ့ဆိုးခဲ့ဖျားသခင်ကသူ့ရဲ့နော်အာဒီမေတ္တာနဲ့ကျွန်တော်တို့ခွင့်လွတ်ပေးပြီးယုရှုပြားရဲ့အသွေးတော်ကကျွန်တော်တို့ရဲ့ဒီအပြစ်တွေအားလုံးကိုဆေးကြောပေးခဲ့ပြီးဖြစ်တဲ့အတွက် ကျမတို့အားလုံးကဘာလဲဆိုတော့အတိတ်ကိုပြန်ပြီးတော့မတန်းတတော့ဘဲနဲ့ကလကချလိုက်ဖို့ပဲဖြစ်တယ်။နောက်ပြန်မလှဲတော့နဲ့ပေါ့နော်။ဆိုတော့ရှေ့ကိုပဲတက်လှမ်းပြီးတော့မှတကယ်ပဲဘုရားသခင်ကျမတို့ကိုရအောင်သွားစေခြင်းနဲ့ပန်းတော့နိုင်ထီရအောင်သွားဖို့ရန်အတွက်ပဲဘုရားသခင်ကအသူတော်ရှိတာဖြစ်တယ်။ ။နောက်ဒီနေ့မှာကျမတို့ဖြစ်ပျက်ပြီးသားအကြောင်းအရာတွေနော်အတိတ်ကနေနာကျင်ကြေကွဲစရာတွေအားလုံးဟိုးဟိုတယောက်ကတော့ငါ့ကိုဘယ်လိုပြောတာဒီတယောက်ကတော့ငါ့ကိုဘယ်လိုမျိုးလှုပ်သွားတာစသဖြင့်နော်တသက်လုံးအခဲမကြေဘူးဆိုပြီးတော့မှယင်ထဲမှာတိမ်ထားရသလောက်နာကြီးရသလောက်ဒီအရာတွေအားလုံးကိုကျမတို့ကလုံးဝမေ့ပြဖို့လိုအပ်တယ်ရှင်းထုတ်ပြလိုက်ဖို့လိုအပ်တယ်ကိုယ့်ရဲ့အသက်တာထဲမှာဘယ်တော့အခါမှပြန်လဲမပြောနဲ့ပြန်လဲမစဉ်းစားနဲ့ပြန်ပြီးတော့လည်းမအောင်မေ့သတိမရဖို့ရန်အတွက်လိုအပ်တယ်။ဘာကြောင့်လဲကျမတို့ရဲ့အပြစ်တွေအားလုံးကိုယေရှုဖခင်ကသူ့ရဲ့အသ သွေးရောင်နဲ့ဆေးသွားပြီးခဲတဲ့အခါမှာကျွန်တော်ကိုယ်တိုင်ကလည်းကိုကိုကိုခွင့်လွှတ်ဖို့လိုအပ်တယ်ကျွန်တော်ရဲ့အတိတ်ထဲမှာပဲပိတ်မိမနေဘဲနဲ့အဲ့ဒီအထဲတက်ကင်ကျွန်တော်ကိုအာစွန့်ပစ်ပြီးတော့လှည့်ထွက်လာခဲ့ဖို့အရင်အရေးကြီးရဲ့ရှေ့ကိုပဲဆက်သွားဖို့ဖြစ်တယ်ပေါ့နော် နောက်လှည့်မကြည့်ရဘူးနောက်လှည့်ကြည့်တဲ့အခါမှာဖျားခင်လုံးဝမကြိုက်ဘူးလောတာရဲ့မိန်းမကိုလည်းကြည့်ပါနောက်မလှည့်ကြည့်နဲ့လို့ပြောထားတဲ့အခါမှာနောက်လှည့်ကြည့်တဲ့အခါမှာစားတိုင်းဖြစ်သွားတယ်ဟဲ့ဒီနေ့မှာကျွန်တော်ရဲ့အသက်တာထဲမှာအထိတ်ကိုကလကချပါဆိုလုံးဝချခဲ့ပါတော့လုံးဝပြန်ပြီးမတန်းတပါနဲ့တော့ကောင်းတာ ပဲဖြစ်ဖြစ်စိုးတာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အတိတ်ကိုအတိတ်မှာပဲထားခဲ့ပါရှေ့ဆက်ကျွန်တော်တို့ဘလိုမျိုးဆက်ပြီးတော့မှဖျားသခင်နဲ့ကောင်းအောင်ဆက်ပြီးရှောက်လန်းရမလဲဆိုတဲ့အရာကိုပဲကျွန်တော်တို့အာရုံစိုက်ပါဘာကြောင့်ဒီနေ့မှာပင်လယ်လီကိုဖျက်ချင်းဆိုတဲ့ပုံဆောင်ချက်ကတော့အများကြီးရှိတာဖြစ်ပေမဲ့ပေါ့နော်အဓိကအချက်ကတော့သူကဒီရန်သူကိုရေထဲမှာနှိမ့်မြုပ်တပ်ပစ်လိုက်ခြင်းတော့နှိမ့်ချင်းခံယူခြင်းဆိုတဲ့အတိတ်ပဲမျိုးလည်းပုံဆောင်တာဖြစ်ပြီးတော့နောက်ထပ်အပေါ်ပြီးအရေးကြီးတာကဘာလဲဆိုတော့တခြားတစ်ဖက်မှာရောက်သွားပြီးတဲ့အခါမှာနောက်ပြန်လုံးဝလှည့်လို့မရတော့ခြင်းဆိုတဲ့ဒီအတိတ်ပဲကိုဆူလို့နေရလေ ည်းဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့အတိတ်ကိုရင်းနှစ်ချင်းခံယူခြင်းနဲ့အတူတူအပြေးတိုင်းမြုံနှံပြရမယ်လို့ဆိုလိုနေရလည်းဖြစ်တယ်။ဒါကြောင့်မိမိရဲ့အပြစ်ဟောင်ဆေးကြောပြီးတော့မှပင်လယ်လီရဲ့တစ်ဖက်မှာရောက်တဲ့အခါမှာတော့အရင်ဘဝကိုကလကချထားလိုက်ဖို့မိပြစ်လိုက်ဖို့လိုအပ်တယ်။ဖျားသခင်ကကျမတို့ရဲ့အပြစ်ကိုမေ့ပြစ်တယ်လို့မျိုးပဲကျမတို့ကလည်းကိုယ့်ရဲ့ဘဝဟောင်းကိုမေ့ပြစ်လိုက်ဖို့ရန်အတွက်လိုအပ်တယ်။နော်အီတေလာလူမျိုးတွေတစ်ချိန်လုံးအေဂုတုကိုပြန်ပြီးတန်းတနေတဲ့အရာဖျားသခင်လုံးဝမကြိုက်ဘူး။ဒါကြောင့်ဒီနေ့ဖျားသခင်ကကျမတို့ကိုပိုကောင်းတဲ့ဘဝအသစ်ကိုပေးချင်နေတယ်ဆိုတာကိုသတိပြုပါ။ဒါကြောင့်သင် င်ကအတိတ်ကနေထွက်မလာဘဲနဲ့ကြံနေခဲ့မယ်ဆိုလို့ရှိရင်တော့ဂရီတော်ပြည်ကိုဝင်စားလို့မရနိုင်ဘူး။ဒါကြောင့်ကောင်းကင်နိုင်ငံကိုဝင်စားခြင်းကျွန်တော်တို့ဒီစာတိအပြစ်တွေအားလုံးကိုကျွန်တော်တို့မေ့ပြရမယ်။တော့မေ့ပြတယ်ဆိုလို့ရှိရင်နောက်ထပ်ပြန်ပြီးတော့မှမလုပ်ရဘူး။ဒါအရင်အရေးကြီးတယ်။ယောက်ယေရှုဖျားကျွန်တော်တို့ကိုပြောတယ်နော်သူလူနာတွေကုသပြီးတဲ့ခေါင်းအမြဲတမ်းပြောတယ်နောက်တစ်ဖန်ဒူးဆက်ကိုမပြုနဲ့ဟဲ့ဒီနေ့ယေရှုဖခင်ကျွန်တော်တို့ကိုပြောနေတယ်နော်သင်တို့ဒီကားတိုင်းကိုလာပြီးပြီ သင်တို့ရဲ့အပြစ်ကိုအသွေးနဲ့ငါရဲ့အသွေးနဲ့ဆွေးကြောပြီးပြီဆိုလို့ရှိရင်သင်တို့နောက်တစ်ခါဒုစရိုက်အပြစ်ကိုမလုံးနဲ့တော့လို့ယေရှုဘုရားဒီနေ့မှာပြောနေတယ်။ဒါကြောင့်ဒီနေ့မှာလင်းယုံတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့အတူယူရအောင်။လင်းယုံတွေကအသက်80ကျော်80လောက်အထိအသက်ရှင်ခွင့်ရတာ။နော်ဒီအရာကိုသူတို့ကအခွင့်အရေးကိုအမိအရာယူပြီးတော့မှအသိပြုပြင်တိဆောက်ခဲ့လို့ဖြစ်တယ်။ ါတကယ်လို့ဒါအဲ့ဒီအခွင့်အရေးကိုသူတို့ကမယူခဲ့ဘူးဆိုလို့ရှိရင်မဖြစ်လဲဆိုအသက်40လောက်မှာပဲသူတို့ဘဝကလုံးဝတည်ဆုံးသွားမှာဖြစ်တယ်။အဲ့ဒီလိုပြုပြင်နေရတဲ့ဖြစ်စဉ်အတွက်အချိန်6လလောက်တေချာပေးပြီးတော့မှအလွန်နာကျင်တဲ့ဝေဒနာကိုကြံ့ကြံ့ခံပြီးတော့မှကြောဖြတ်ချရတာဖြစ်တယ်။နောက်တစ်ချက်ဒီနေ့မှာကိုယ့်ကိုဖျားပေးထားတဲ့ဒီအခွင့်အရေးတွေကိုလက်လွတ်မခံဘဲနဲ့ရွှေလင်းယုံလင်းလိုမျိုးပဲ အနာခံပြီးတော့မှအသက်ဆက်ရှင်မှုကိုရွေးမလားဒါမှမဟုတ်ရှင်လဲအစာငတ်ခံပြီးပဲတည်ပါမလားမတိအရာကိုကျွန်တော်ရွေးချယ်ဖို့ဖြစ်တယ်။နော်အကယ်၍သာသူတို့ကအသက်ဆက်ရှင်မှုအခွင့်အရေးကိုလက်မလွတ်ခံလိုက်မယ်ဆိုလို့ရှင်နော်အသက်40လောက်မှပဲသူတို့ရဲ့ဘဝကအဆုံးသတ်သွားမှာဖြစ်တယ်။ဆိုတော့ဘဝအသက်စတင်ဖို့ရန်အတွက်ဆိုလို့ရှင်သူတို့ကဘာလို့ကိုဘာလို့ဖို့ရွေးချယ်ရလဲဆိုတော့ပြုပြင်ခံဖို့ကိုရွေးချယ်ရတယ်။ဟုတ်ဒီနေ့မှာကျွန်တော်တို့သာရကာလမှာဆက်ပြီးတော့မှရှင်သန်ခြင်းနဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာဝင်စားမှသာရဘုရားနဲ့အတူတူနေခြင်းနဲ့ဆို လို့ရှိရင်ကျွန်တော်တို့ရဲ့အတ္တဓာတ်ကိုလင်းယုံလိုမျိုးပဲ။နောက်ပြုပြင်ခံဖို့ရန်အတွက်ရွေးချယ်ရမယ်။ဒီနေ့မှာကျွန်တော်ယေရှုဖျားเจ้าမို့လို့ အသက်လွတ်ခဲ့ပြီးငရဲမသွားရတော့ဘူးဒါပေမဲ့အသက်နဲ့ပြည့်စုံစေဖို့ရန်အတွက်တော့ကျမတို့ရဲ့လူဟောင်းကိုချွတ်ပယ်ပြီးတော့မှလူသစ်ကိုဝစ်ဆင်ဖို့ရန်အတွက်အရေးကြီးသေးတယ်။ဒါကြောင့်မို့လို့တော့လင်းယုံတွေကသူ့ရဲ့အသက်အနည်း၄၀လောက်ရောက်တဲ့အခါမှာနောက်ထပ်အသက်၂30လောက်ထပ်ရှင်ဖို့ရန်အတွက်ပြုပြင်ခြင်းကိုလုပ်ရသလိုကျမတို့ဒီနေ့မှလည်းခရစ်တော်၌အသေးပြုပြင်ရမယ်။နော်အဲ့ဒီအတွက်ကြောင့်တော့သူတို့ကအရန်မြင့်မားတဲ့တောင်ထိပ်တွေစီကိုပြန်တန်းပြီးတော့မှကြောက်တောင်တွေကြားမှာခိုအောင်ပြီးတော့မှသူတို့ရဲ့အတောင်တွေကိုသူတို့ဟာသူတို့ဆွဲနှုတ်ပြရသလိုပဲဒီနေ့မှကျမ ဘရုတွေလည်းတော့ဘုရားသခင်နဲ့အတူတူမြင့်တဲ့အရက်ကိုပြန်တန်းပြီးတော့မှအပြုပြင်ခံဖို့ရန်အတွက်အရေးကြီးတယ်ကျွန်တော်အသက်တာတွေကနေဘယ်အရာတွေကိုဆွေးနွေးပြဖို့လိုအပ်မလဲဘယ်အရာတွေကိုချိုးဖဲ့ဖို့လိုအပ်မလဲဆိုတဲ့အရာကိုကျွန်တော်တို့သိကြပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းညွှန်ကြားပြသနေတာဖြစ်တဲ့အတွက်ရွှေလင်းရုံမှန်ရင်တော့ကိုယ့်ရဲ့ဘယ်အပိုင်းကိုပြုပြင်ရမလဲဆိုတဲ့အရာကိုသိပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအရာကိုပြုပြင်ဖို့ရန်အတွက်လှုံ့ဆော်ရမယ်တော့လင်းရုံတွေကတော့သူတို့ရဲ့လက်သေးခြေသေးတွေကိုလည်းအစ်စ်ထွက်လာအောင်တော့အဟောင်းတွေကို ဆွဲနှုတ်ပြရသလိုမျိုးပဲเนาะနှုတ်သီးတွေကိုလည်းသူတို့ကရိုက်ချိုးပြရတာဖြစ်တယ်။ဟုတ်ဒီနေ့မှာကျမတို့ရဲ့เนาะအတောင်အစ်စ်တွေလက်သေးခြေသေးအစ်စ်တွေနှုတ်သီးအစ်စ်တွေပြန်ထွက်လာဖို့เนาะချိုးဖက်ခြင်းကိုခံရမယ်။เนาะအဲ့ဒီအတွက်เนาะအ ਨੇ ဆုံးတော့ရက်ပေါင်း150လောက်လင်းရုံတွေကဘာမှမစားဘဲနဲ့နေရသလိုမျိုးပဲကျမတို့ကိုယ်တိုင်ကလည်းတကယ်ပဲဖျားသခင်နဲ့မိသဟာယဖွဲ့ပြီးတော့မှအစာရှောင်ဆုတောင်းပြီးတော့မှညင်ဝတ်ချင်းနဲ့စောင့်နေဖို့အရေးကြီးတယ်။ဖျားသခင်ရဲ့အထဲထဲမှာပြုပြင်ပုံသွင်းခြင်းကိုခံမှုရန်အတွက်အရေးကြီးတယ်။ဆိုစဉ်းစား ကြည့်ပါလင်းယုံนี่ဘယ်လောက်တောင်မှနာကျင်လိုက်မလဲဒါပေမဲ့သူတို့ဒီနာကျင်ခြင်းကိုသူတို့မရွေးချယ်ဘူးဆိုလို့ရှင်အသက်ပြုပြင်ဖို့ကိုလည်းဖြစ်လာမှာမဟုတ်ဘူးเนาะဒါကြောင့်ဒီလိုအသက်ပြုပြင်ဖို့ကိုသူတို့ကစိတ်ပြင်းပြစွာလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့သူတို့ဟာအင်မတန်မှနှုတ်နယ်ပြိုမြင့်ပြီးတော့မှတန်မာတဲ့လင်းယုံပြို့အဖြစ်ပြန်ပြီးတော့မှအသက်ရှင်သန်ခွင့်ရသွားတယ် ဆိုတော့သူတို့အိုအိုကြီးနဲ့မသေးသွားဘူးအဆန်ငတ်ခိုင်မသေးသွားဘူးရှင်သန်လန်းဆန်းအမှုပြိုတဲ့အသက်တာကိုသူတို့ရအောင်ရွေးချယ်တယ်အဲ့အတွက်နာကျင်ခြင်းဆိုတဲ့အရာကိုတော့သူတို့လုံးဝကြော်ဖြတ်ရတာဖြစ်တယ်။ရောက်ဒီလိုဘဝအသက်ကိုရဖို့ရန်အတွက်ဆိုရင်အသက်ပြုပြင်တဲ့သူဖြစ်ဖို့လိုအပ်တယ်ဒီအတွက်ကျွန်တော်တို့ပေးဆပ်ရမယ်။နော်ဆိုတော့ချွတ်ပယ်ပြီးသားအဟောင်းတွေကိုပြန်ပြီးတော့မှယူပြီးတက်လို့မရဘူး။သူကိုယ်ရေကနေအစ်စ်ထထွက်လာတဲ့အရာကိုပဲသူတို့ကစိတ်ရှိရှိနဲ့စောင့်ရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာကျမတို့ စိတ်ရှည်စွာနဲ့ကြံ့ခိုင်စွာနဲ့စောင့်ဆိုင်မှာကျမတို့ရဲ့ပြုပြင်နေတဲ့ကာလကိုကျမတို့တွေညီဝတ်စွာနဲ့ဖြတ်တန်းတတ်ဖို့လိုအပ်တယ်။ယခရစ်တော်၌အသိဖြစ်ခြင်းရင်ဘဝဟောင်းလေးကိုဘယ်တော့မှပြတ်မသွားပါနဲ့။ဟောင်းတဲ့အရာပြောင်းလဲပြီးသားအရာအားလုံးကိုအသိပြုပြင်ဖို့ရန်အတွက်ယေရှုခရစ်တော်ကိုပဲယုံကြည်လက်ခံလိုက်တာနဲ့တော့အလိုလိုဖြစ်လာတာမဟုတ်သေးဘူး။ကိုယ့်ဘက်ကနေစူးစမ်းအားထုတ်မှုရှိဖို့ရန်အတွက်လိုအပ်သေးတာဖြစ်တယ်။ဟုတ်ဒီနေ့မှဘုရားသခင်ကျမတို့ကိုပြောတာဖြစ်တယ်။ ယေရှုခရစ်၌အသစ်ပြုပြင်သောတတော်ဖြစ်တယ်ကျမတို့ကယေရှုခရစ်အားဖြင့်ပြုပြင်ခံရတာမှန်တယ်။ဒါပေမဲ့ကျမတို့ဘက်ကနေလည်းတော့ဆိတ်ရှည်တိခန့်ခြင်းနဲ့ပြုပြင်ဖို့ကိုခံယူဖို့ရန်အတွက်လည်းလိုအပ်တာဖြစ်တယ်။ယောက်ဒီနေ့မှာတင်လဲဒီလိုပြုပြင်ခြင်းဆိုတဲ့ဖြစ်စဉ်ကိုဖြတ်တန်းနေရတယ်ဆိုလို့ရှိရင်တယောက်တည်းအထီးကျန်ပြီးတော့နာကျင်ပြီးတော့မှမျက်ရည်ချခြင်းတွေကိုကြုံတွေ့ရမှာပဲ။ ။ယောက်ဒီနေ့မှကိုကိုသဘောပေါက်လိုက်ပါ။အော်ငါဟာလင်းယုံမယ်။ဒါကြောင့်မလို့ငါဒီလိုမျိုးနာကျင်ခက်ခဲခြင်းနဲ့ပြုပြင်ခြင်းဆိုတဲ့ဖြစ်စဉ်ကိုငါဖြတ်တန်းနေရတာပါလား။မကြခင်ငါအချိန်ပြည့်တဲ့အခါမှာငါဟာနှုတ်ပြိုလန်းဆန်းတဲ့လင်းယုံအနေနဲ့ငါပြန်ထွက်လာရတော့မှဖြစ်တယ်ဆိုတာကိုအာယူပြီးတော့မှ တပံပြန်ပြီးတော့မကူကူအားတင်းပါနော်ပြန်ပြီးတော့မှ အာမွေထားပါသေလေးယုံပြုတ်အဖြစ်နဲ့ပြန်ပြီးထွက်လာတဲ့အခါကျလို့ရှင်ဖရားအတွက်သင်ဘလို့တောက်လောင်မလဲဘလို့လှုပ်ဆောင်မလဲဆိုတဲ့အရာတွေအားလုံးကိုဖရားနဲ့အတူတူစိတ်ကူးယဉ်ထားပါရောက်တင်ချွတ် ပြပြီးသားဒီအရာတွေအားလုံးကိုပြန်မကောက်ပါနဲ့ကလကချလိုက်ပါတော့ဒီနေ့မှဘုရားသခင်ပြုပြင်ပေးတဲ့စွမ်းရည်အစ်စ်နဲ့တင်းရဲ့ဘဝအစ်စ်ကိုစတင်ဖို့ရန်အတွက်တင်းရဲ့တောင်မန်တွေကိုအခုပဲဖြန်းလိုက်ပါမုံတိုင်းအထက်မှာဘုရားသခင်နဲ့အတူတူလေဟုန်စီးပြီးတော့မှပြန်တန်းလိုက်ပါလေယုံတွေအတွက်ကတော့ဆိုးဝါးခါသီးလာတဲ့နေ့ရက်တွေဟာဘဝအစ်စ်စတင်ခွင့်ရဖို့ရန်အတွက်အခွင့်အလမ်းဖြစ်တယ်။ယောက်ဒီနေ့မှာတင်းအတွက်လည်းဘုရားသခင်ကအခွင့်အလမ်းပြင်ဆင်ပေးနေရဖြစ်လို့ယေရှုတော်ချီးမွမ်းပြီးတော့မှရှေးဆက်ပါလို့အားပေးလိုပါတယ်။ လူမီဒီကခရစ်တော်၌ရှိလျင်အသစ်ပြုတ်ပြင်းသောသတ္တဝါဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီ။အာမင်။ဒုဒဝါဆုတောင်းရအောင်။ ဖဖျားခင်ကိုရောနဲ့အတူယခုကဲသို့သောပြင်ဆင်ခြင်းနည်းအများကိုဖြတ်တန်းခွင့်ရလို့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ရွှေလင်းယုံကဲသို့အသည့်ပြုပြင်တဲ့ဘဝ၌ခိုင်ခံ့ခြင်းရှိစေဖို့ရန်အတွက်ကျွန်တို့ကိုဆွဲခေါ်တော်သင်လမ်းပြတော်မူပါ။နာကျင်ရတော်လဲကျွန်တို့နာခံပါမယ်။ကျွန်တို့ရဲ့ပြုပြင်ခြင်းဖြစ်စဉ်ကိုကိုရောဖျားလက်တော်ထဲမှာအနံ့ပါတယ်။ကျွန်တို့ကိုခံနိုင်ရခွင့်အားပေးပါ။မကြမီမှာကျွန်တို့ဒီနုပြလန်းဆန်းသောရွှေလင်းယုံအဖြစ်ပြန်တန်းပြောင်းမှာပေါ်ထွက်လာခွင့်ရမှာဖြစ်လို့ကျေးဇူးတော်ကိုချီးမွမ်းတယ်။ကျွန်တို့အထဲရက်ကနေချွတ်ပယ်ရတဲ့အရာတွေအားလုံးကိုရောဖျားချွတ်ပယ်ပေးတော်မူ ူပါကျွန်တော်ဒီပြုပြင်ခံပါမယ်ဟာလေလုယာယေရှုတော်ကို ချီးမွမ်းပါရယေရှုဖခင်နာမောင်မြှပြုရေဆုတောင်းပါ၏အာမင်